ခုကျွန်တော် second tenant ကိုပြောပြပေးမယ်ပေါ့နော်အဲဒါကြောင့်ပထမဆုံး file manager တွေကိုလည်းမြင်ပြီဆိုလို့ရှိရင်ကိုတက်မဲ့ screen ကိုရှင်းရွေးပြီးတော့ move ဆိုအောင်နေမယ်ဖိတ်ပြီးဒီအပေါ်ကအစိမ်းလေးပေါ့နော် internet share store ဆိုတာလေးကိုဝင်လိုက်မယ်မြင်ပြီဆိုလို့ရှိရင်အဲပုံခဏရွှေ့ထားမှဖြစ်တဲ့တချို့မလို့ကိုစီမဲ့ file တစ်ခုပြထည့်လိုက်ပေါ့နော်ကျွန်တော်တို့နံပါတ်2ထဲမှာထည့်လိုက်မယ်ပြ ြီးဆိုလို့ရှိရင် certified လေးကိုပြန်ဝင်မယ်နောက်ပြီးရင်ဒီပုံးလေးကိုထည့်မှာပေါ့နော်ထည့်မှာဆိုတော့ဒီ png မဟုတ်ဘဲနဲ့ jpg ဖြစ်တဲ့အားကိုကျွန်တော်တစ်ချက်ပြောမှာဆိုတော့ rename ရှင်းနေမယ်နောက် png ပြောင်းပြီးဆို okay နဲ့နောက်ပြီးဒီကောင်းလေးကိုကြာကြာလေးဖြည်းပြီးတော့ cut ဆိုတော့နှိပ်လိုက်မယ်နောက်ပြီးအပေါ်ကဒီ file လေးနဲ့မြန်အစိမ့်လို့ခေပြီးရွှေ့လိုက်တော့ထွက်လိုက်တယ်ပေါ့ထွက်ပြီးဆိုလို့ရှိရင် android data ဘယ်ဘိန်းပိုင်ရှာမယ်အောက်မှာရှိလိမ့်မယ်ဟောဒီမှာပြန်နော်ဘိန်းပိုင်အဲ့ထဲဝင်မယ် VB5 ဘိန်းမစကင်ဘိန်းဒီကောင်ဒီအစိမ်းလေးကိုနှိပ်ပြီးတော့ဒီအစိမ်းလေးကိုနှိပ်ပြီးတော့ဒါစကင်ချလိုက်မယ်ပေါ့နော်ချပြီးတော့စကင်ထည့်ပြီးဝိုင်းပေါ်ပိုင်ရဲထည့်ပြီးဆိုလို့ရှိရင်ဂိမ်းညောင်းမယ်ဒီဂိမ်းညောင်းရပြီဆိုလို့ရှိရင်ဒီဘက်ကပုံမှန်လေးနဲ့ဒီလိုမျိုးဒါလေးကိုနှိပ်လိုက်မယ် ပြီးပြီဆိုလို့ရှိရင်ဒီ trust ပုံလေးကပုံလေးလေးပဲအဲလေးမဲ့မဲ့ပြီးဆိုလို့ရှိရင်ဒီ clear ဟာလေးမဲ့နေတယ်ပြီးဆိုလို့ရှိရင် color and skin ဆိုလို့ပြောမယ်ပြီးဆိုလို့ရှိရင်ဟိုဒီ skin အသစ်ထက်မှဖြစ်တဲ့တော့ကြောင့်အပေါင်းအပေါင်းလေးပဲနော်ဒီအသေးကိုဒီအပေါင်းလေးကိုနေမယ်ဒါကြည့်ဆိုလို့ရှိရင်ဒီမှာကိုရေးမဲ့ skin ပေါ်လာပြီနော်ပေါ်လာပြီဆိုတော့ protein skin လေးကို maybe အောက်က အဲ့ဒါစကင်းကြရတဲ့စိမ်းမလေးနဲ့အိုက်ကောင်လေးကိုနေတယ်။ဒီကလည်းစကင်းချိန်လိုက်ပါနော်။ဒီကလည်းပြောင်းလိုက်ပါ။ပြောင်းပြီးဆိုလို့ရှိရင်ဟိုဒီဘက်ကအစင်းကြီးက conference ဆိုတာကိုနေမှာ။ဒီဒီကဒီကလည်းနော် yes ကိုလည်းနေတယ်နော်။ အဲဆိုရင် second တက်လို့ရပြီနော် second ခုနတက်တဲ့ခုနရွေးထားတဲ့ second ကမှရပါဘူး